မင်္ဂလာပါရှင်ဘာမခက်တဲ့တရင်ဌာနရဲ့ထိတ်တန်းတရင်တွေကိုတင်ဆက်ပေးပါရမယ်ပထမအဦးဆုံးမဟာလာဤနောက်ဆုံးစင်မျိုးဆက်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်1998ခုနှစ်မှာ အာဆီယံကိုမြန်မာနိုင်ငံဝင်ရောက်ခဲ့ပါတယ်1990ရွေးကောက်ပွဲရလဒ်ကိုမျက်ကွယ်ပြုပြီးမြန်မာစစ်ဘက်ကတဖက်သက်နိုင်ငံရေးတွင်ဝင်ပါနိုင်ဖို့ကြိုးစားမှုများတွေကတခုဖြစ်ပါတယ်ဒါဆိုရင်ထိုစဉ်ကအာဆီယံနိုင်ငံများ၏မြန်မာနိုင်ငံပေါ်ထားရှိတဲ့သဘောထားကိုလေ့လာကြည့်ရပါမယ်ထိုစဉ်ကာလကအာဆီယံနိုင်ငံအများစုသည်ထိုစဉ်ကစီးရီးကာလအခြေခံတွေးခေါ်မှုမျိုးကိုအခြေခံတွေးလိရှိပါတယ်အဘယ်ကဲ့သို့သောအစိုးရဆိုခြင်းထက်ဒေတာရင်းမိဖက်ပြမှုကိုအခြေခံစဉ်းစားကြပါတယ် 1990အနိုင်ရမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပေါ်ပေါက်ရေးထက်မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန်အပြုသဘောဆက်ဆံရေးအခင်းကျင်းရှောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ 1994မှ1998အတွင်းထိုးစင်ကစစ်ကောင်စီကလည်းပြည်တွင်းတွင်နိုင်ငံရေးအယောင်ပြလုတ်ကွက်လေးများနဲ့အလပြကစားကဒေတာရင်းအာဆီယံပလက်ဖောင်းကိုအခြေခံလို့နိုင်ငံတကာအဖိအားကို အခံခဲ့ပါတော့တယ်။အာဆီယံပြည်ညင်းအကြောင်းတူညီဆန္ဒအခြေခံမှုကြောင့်အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့စစ်ကောင်စီဟာအာဆီယံကိုအကြောင်းပြုလို့နိုင်ငံရေးအမြတ်များစွာထုတ်ယူနိုင်ခဲ့ပါတယ်။ ဒီနေရာမှာထိုစဉ်ကစစ်ကောင်စီအကြီးအကဲဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့မဟာပြူဟာအခင်းချင်းများတွေကသူတို့အမျက်ထွက်ခဲ့တဲ့ဖြစ်စဉ်မှာတနည်းအားဖြင့်ပြောရရင်ဗိုလ်ချုပ်မှုကြီးတန်းရွှေမျိုးဆက်ရှာခဲ့တဲ့နိုင်ငံရေးအရေးမြစ်များဖြစ်ပါတယ်။ယခု2021အကြောင်းမှာမြန်မာနိုင်ငံရေးက1990ပြည့်လွန်နှစ်များကရက်ဆက်ကြမ်းကြုတ်မှုများထက်များစွာပိုတဲ့စစ်ဘက်အနိုင်ကျင့်မှုများကိုတက္ကပါလုံးကမျက်ဝါးတင်တင်နေတိုင်းမြင်တွေ့နေရပါတယ်။မိရှုမှုလူရဲမှုလူသတ်မှုမတရားချုပ်နှောင်မှုမရေမှု ပိုင်နယ်ကျူးလွန်မှုအစရှိတာတွေကိုနေ့စဉ်တွေ့မြင်ကြားနေကြရတာဖြစ်ပါတယ်။လက်ရှိမြန်မာစစ်ကောင်စီလိုပြည်သူအပေါ်ကြင်ကြံနေမှုများက1960ပြည့်လွန်နှစ်များ1980ပြည့်လွန်နှစ်များစီကစီအေခေအာနာရှင်ပေါင်းစုံတို့ကြင်ကြံခဲ့မှုများနဲ့ထက်တူကြနေခဲ့ပြီးမြန်မာအကြမ်းဖက်စစ်ကောင်စီကအစိုးရအတွက်အမှတ်အများဆုံးရနေခဲ့ပါတယ်။ တကဘာလုံးရှိမြည်သည့်အစိုးရမစိုးမြမအကျန်းဖက်စစ်ကောင်စီနှင့်ဆက်ဆံတွဲဖက်မိပါကရခင်စီကာလအခြေအနေမဟုတ်တဲ့အတွက်ပေါင်းဖက်လာသူတို့၏တိတ်ခါအကြီးကျယ်ထိခိုက်မှာဖြစ်ပါရင်ပြန်ချုပ်ရရင်မြမအကျန်းဖက်စစ်ကောင်ဆောင်မဲအောင်လိုင်းဟာရှေ့ကသူ့ရဲ့ဗိုလ်ချုပ်မှုကြီးများရှာဖွေပေးထားခဲ့တဲ့နိုင်ငံရေးအရင်းမြစ်များကိုအကုန်စင်ဖြုံးတီးပြစ်လိုက်ပြီးဖြစ်ပါရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကောက်အွယ်ယူပြီးစိတ်လက်ချမ်းသာစွာနေထိုင်နေတဲ့ဗိုလ်ချုပ်မှုကြီးများအပါအဝင်ဗိုလ်ချုပ်များရက်ရက်အေးပါရယ် ဆက်လက်တိဆက်ပေးမယ့်တရင်ကြောင့်ကတော့တော်လန်ရေးအဖွဲ့များတန်ရင်သားများအလုံးစုစည်းညီညွတ်မှုဖြင့်အမှန်တရားပေါ်ရည်တင်၍အောင်ပွဲရသည့်ဒီဆက်လက်တိုက်ပွဲဝင်သွားရမည်ဟု KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာတိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်တော်လှန်ရေးအဖွဲ့များတိုင်းရင်းသားများအလုံးစုစည်းညီညွတ်မှုဖြင့်အမှန်တရားပေါ်ရပ်တည်၍အောင်ပွဲရသည့်တွင်ဆင်အာနာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လကတိုက်တွန်းပြောဆိုလိုက်ပါရယ်ယနေ့ကြောက်သည့်65နှစ်မြောက်65နှစ်ပြည့် KIO အထိမ်းအမတ်မိန့်ခွန်းတွင် KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လကအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ကြောင်းကချင်တရင်ရှင်မြစ်ကဥက္ကဋ္ဌ၏မိန့်ခွန်းကိုမြန်မာဘာသာသို့ပြန်ဆိုရှင်းပြခြင်းဖြစ်ပါရယ် သူပြောတာကအခုချိန်မှာကချင်လူမျိုးတွေရောတိုင်းသားပေါင်းစုံတွန်လက်တွဲပြီးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့မှန်ကန်တဲ့ရည်တည်ချက်နဲ့မြစ်တာပြလက်တွဲခေါ်ပြီးတော်လိုင်းရေးကိုလက်တွဲပြီးအောင်ပွဲရသည့်ထိတိုက်ရမယ်အားလုံးအတူတူညီညီညွတ်ညွတ်နဲ့တွားရမယ်အခုဆိုရင်တော်လိုင်းရေးအဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါတွေအားလုံးစုစည်းညီညွတ်ရမယ်နိုင်ငံရေးစည်ရေးချိန်ညှိပြီးဆက်လက်တိုက်ပွဲဝင်သွားရမယ်ဆိုတာကိုဥက္ကဋ္ဌကပြောထားတယ်ဟုကချင်တရင်ရှင်မြစ်ကရှင်းပြပါတယ် 周边等地年情一转，现在属于临沧国大有名气大嘞，市政与最高官照、最高官过超感动能感觉到，北京，那苦官大兵，你那一两场围观大家，不论是来扎西米果，所以长、不着急，一般那个，都是玩嘞。 ဩဂထကပြောတဲ့အထဲမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုသူအထူးစိုးရိမ်နေပါတယ်ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့ကံကွက်တဲ့အဖွဲ့ဆိုပြီးအဖွဲ့နှစ်ဖွဲ့ကွဲသွားမယ်အဲ့ဒီအဖွဲ့စည်းနှစ်ခုကလွန်လွင်နဲ့ညှိနှိုင်းဖို့ခက်ခဲသွားမယ်ပြည်သူရင်းစစ်ကလည်းဒီထက်ပိုပြီးကြာရှည်သွားနိုင်တယ်အဲ့ဒါကိုလည်းသူထည့်ပြောတယ်နောက်ပြီးစစ်တပ်အောက်ကပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုပူးပေါင်းရမယ့်အခြေအနေတွေမှာတတိထားချဖို့လေသူကထည့်ပြောတယ်ဟုကချင်းတရင်ရှင်မြစ်ကဆက်လက်ရှင်းပြပါတယ် KIO KIA ဥက္ကဋ္ဌကဆွန့်လွတ်ပိတ်ဆက်ခဲ့ရသောအသက်သွေးချွေခန္ဓာကိုယ်အစိပ်ပိုင်းနှင့်ဘဝများအလဟတ္တမဖြစ်စေရန်အတွက်ဒေါ်လန်ရီကိုအောင်မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်လျှောက်လှမ်းရမည်ဟုလည်းဂရီပီပြောဆိုသွားကြောင်းသိရှိရပါသည် KIO KIA စတင်ချိန်ကလက်လုံတနက်ဖြန်စတင်ခဲ့တော်လဲယခုအချိန်တွင်ဆက်တနက်ဖြန်တိုက်ပွဲဝင်နေကြောင်းကချင်ဒေါ်လန်ရီတွင်အားလုံးနှင့်အတွန်းလက်တွဲဆောင်ရွက်ခဲ့ပြီးစီရင်တဲ့နိုင်ငံရေးတွင်မှနောက်ဆုတ်ခြင်းမရှိဘဲရှေ့သို့တိုးနေကြောင်းဖျားသခင်ကိုကျေးဇူးတင်ပြီး KIO KIA အဖွဲ့ဝင်များအားလုံးကိုလည်းကျေးဇူးတင်ကြောင်းဥက္ကဋ္ဌကထည့်သွင်းပြောဆိုသွားကြောင်းသိရှိရပါတယ်။နိုင်ရကန်ရှာပြည်နယ်ခမောက်တောင်ကုန်းကိုအီနဲ့ပူပေါင်းတဲ့ဆက်လက်ဒုစစ်ဆင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငပယ်မြို့နယ်ရှိနေရီကံပြူဟာကုန်းကိုအာရခတက်တော်အီနဲ့မဟာမိတ်ပူပေါင်းတပ်များကသိမ်းပိုက်ရရှိပြီးနောက်ခမောက်တောင်ကုန်းကိုဆက်လက်ထိုးစစ်ဆင်နေကြောင်းသိရပါသည်။အော်တိုဘားလ12ရက်ကနေရီကံပြူဟာကုန်းကိုရရှိခဲ့ခြင်းဖြစ်ပြီးရှင်းပြူဟာကုန်းနဲ့၃မိုင်ကျော်ကွာအမ်ဘရန်လမ်းဘေးနိုင်တီရှိတဲ့ခမောက်တောင်ကုန်းမှာယနေ့အော်တိုဘား15ရက်မွန်လွယ်ပိုင်းထိတိုက်ပွဲဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရပါသည်။ ကမောက်တောင်ကနေရီကန်ပင်မကုန်းပြီးရင်ဗရန်ဘတ်ကိုဆက်စင်းတဲ့လမ်းပိုင်းရဲ့ view ဟာကြားတဲ့ကောင်မောင်ကမောက်တောင်ကိုအပိတိုက်ရပြီးမှပဲနေရီကန်ပင်မကုန်းကစိတ်ချရမှာဟုငဖဲမျိုးနယ်ရှိစီရင်တရင်ရှင်မြက်ကပြောပါတယ်ကမောက်တောင်ကုန်းမှာစစ်သားအင်အား150မှ200ခန့်ထိရှိနိုင်ကြောင်း၎င်းကပြောပါရယ် နေရီကံမကြခင်ကတော့နေရီကံကိုခမောက်တောင်ကနေလက်နက်ကြီးပြစ်ကိုပေးရတာရန်သူဘက်ကတောက်လျှောက်စစ်ကိုပို့ပေးနေတယ်ဝိုင်တွဲနဲ့လည်းပြစ်ကိုပေးနေတယ်ခုထိတိုက်ပွဲဖြစ်နေသေးပါဟုရင်းကယနေ့မွန်းလွဲ၃နာရီမှပြောပါတယ်နေရီကံမြို့ဟောင်းကုန်းကြပြီးနောက်စစ်သားများလည်းကစင်ကရထွက်ပြေးနေကြကြောင်းသိရပါတယ်နေရီကံမြို့ဟောင်းကုန်းကို2025ခုနှစ်ဖေဖော်ဝါရီလမှစ၍အင်းနဲ့မဟာမိတ်ပူးပေါင်းတောက်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်နေရီကံမြို့ဟောင်းကုန်းကိုတိမ့်ပိုက်နိုင်သည့်အခြေအနေနဲ့ဆက်လင်း၍အာရ ခါတက်တော် AA ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မင်္ဂလာတုံမြို့နယ်တွင်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲကိုပအဝင်လုဆောင်နေသောကျန်းဖွတ်ရုံကိုဖောက်ခွဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တွင်အကျန်းဖက်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲကိုပအဝင်လုဆောင်နေသောကျန်းဖွတ်ရုံကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေဝိုင်း၏အပွဲမှာတာဝန်ရှိသူတအူးကပြောဆိုပါရယနေ့အောက်တိုဘာလ15ရက်မနက်9:00နာရီခွဲ 9နာရီ10မိနစ်ခန့်မှာမင်္ဂလာတုံမြို့နယ်ရှိကျန်းဘောပါတီယုံကိုတွန်းလိုက်ရေးတပ်ဖွဲ့များကပြင်းအားမြင့်မိုင်းတလုံးလက်ပစ်ပုံးနှလုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်ပြင်းမှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တွန်းလိုက်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ကျွန်တော်တို့ကတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာတွေလှုပ်ဆောင်နေတဲ့ဘဲပါတီဘဲလူပုဂ္ဂိုလ်မဆိုအလုံးကိုတိုက်ခိုက်သွားမှာပါမဲဆွယ်စည်းရုံးရေးစင်ကြောင်းမဲ့အမတ်လောင်းများလဲသတိကြီးကြီးထားကြဖို့အသိပေးလိုပါတယ်ရွေးကောက်ပွဲအတွက်အတက်တရောလှုပ်ဆောင်နေတဲ့ကောင်တွေဆိုင်ရင်အသေးစိတ်ပြုစုထားတယ်တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့မင်းတို့တွေစီကိုကျွန်တော်တို့အရောက်လာမယ်ဆိုတာသတင်းပါကြပါတယ်ပြည်သူတွေကိုလည်းတရားမဝင်ရွေးကောက်ပွဲကိုနိုင်တဲ့နေရာကနေဆန့်ကျင်ကြဖို့ပြောကြပါတယ်ဟုရန်ကုန်အာမီဝိုင်းဖွဲ့မှတာဝန်ရှိသူကဆိုပါတယ် အကြံဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြံဖက်စစ်ကောင်စီပြုလုပ်မည့်တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်းနေကြသောသူများကိုဆက်လက်၍ပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းထိုတိုက်ခိုက်မှုကိုရန်ကုန်အာမေဝိုင်းနှင့်နောက်ပိုင်းခေပကာဖာရူကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။